မလ28ရက်နေ့မော်လဝိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်မန္တလေးငလင်ကြီးလှုပ်ခတ်ခဲ့အပြီးဒီနေ့ဧပြီလ19ရက်မနက်ပိုင်းအထိနောက်ဆက်တွဲငလင်148ကျိန်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဒီနေ့ဧပြီလ19ရက်နေ့မနက်ပိုင်းမှာငလင်3ကျိန်လှုပ်ခတ်ခဲ့ပြီးအင်အား3.9အဆင့်ရှိတဲ့ငလင်2ခုပောင်းဝင်ခဲ့တာပါ။ ဧပြီ19ရက်နေ့မနက်အစောပိုင်း၄မိနစ်50စက္ကန့်အချိန်မှာရေတာရှည်မြို့ရဲ့မြောက်အနောက်မြောက်ဘက်16မိုင်ကန်အကွာကိုဗဟိုပြုပြီးအနက်73ကီလိုမီတာ AR Star Scale 3.9ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာပါ။ဒါ့ပြင်ဧပြီ19ရက်နေ့မနက်အစောပိုင်း31မိနစ်24စက္ကန့်အချိန်မှာ ရမဲသိမြို့ရဲ့အနောင်မြောက်ဖက်၄မိုင်ခန့်အကွာကိုဗဟိုပြုပြီးအနက်၄၁ကီလိုမီတာအင်အား3.9ရစ်တာစကင်းရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့နောက်မနက်9:00နာရီမိနစ်50 3စက္ကန့်အချိန်မှာမြေသားမြို့ရဲ့မြောက်အနောင်မြောက်ဖက်၃မိုင်ခန့်ကိုဗဟိုပြုပြီးအနက်15ကီလိုမီတာမှာအင်အားရစ်တာစကင်း3.5ရှိတဲ့ငလင်တို့လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ဒါ့ပြင်နှစ်ဆန်း2ရက်နေ့မနက်အစောပိုင်းမနက်3:58မိနစ်49စက္ကန့်ခန့်မှာ မန္တလေးမြို့ရဲ့အနောက်နောင်မြောက်ဖက်နမိုင်ကအကွာကိုဗဟိုပြုပြီးအနက်17ကီလိုမီတာမှာ3တက်သမ6ရစ်တာစကေးရှိတဲ့ငလင်းလှုပ်ခတ်ခဲ့ပြီးမနက်9နာရီ39စက္ကန့်မှာပြမနာမြို့ရဲ့အရှိတောင်ဘက်မိုင်30ခန့်အကွာကိုဗဟိုပြုပြီးအနက်17ကီလိုမီတာမှာရစ်တာစကေး3တက်သမ5ရှိတဲ့ငလင်းလှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပြင်ညနေ၄နာရီ၁၀မိနစ်၃၁စက္ကန့်မှာရမဲသိမြို့ရဲ့အနောက်မြောက်ဘက်တမိုင်ကန်အကွာကိုပဟိုပြုပြီးအနက်၁၀ကီလိုမီတာမှာ Restar Scale ၃တက်သမတင်းရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးည9နာရီ6မိနစ်၈စက္ကန့်မှာတကုံးမြို့ရဲ့အနောက်မြောက်ဘက်ကိုမိုင်ကန်အကွာကိုပဟိုပြုပြီးအနက်၁၄ကီလိုမီတာမှာ Restar Scale ၃တက်သမ၃ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မလ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့် ဧပြီလ14ရက်နေ့အထိရရှိထားတဲ့စည်ရင်းတွေအရသေဆုံးသူ3800ကျော်ဒဏ်ရာရသူ9000ကျော်နဲ့ပျောက်ဆုံးနေသူ130ကျော်ရှိတယ်လို့သိရပါဗျ။